ရုပ်သိပေရဆိုတာဘာလဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ဆွေးနွေးသွားမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ရဲ့သွေးခွန်မှုမန်ကန်ရေးအတွက်ခြေခံအကျဆုံးဖြစ်တဲ့ရုပ်သိပေရအကြောင်းပဲဖြစ်ပါတယ်ရုပ်သိပေရဆိုတာလူသားတွေရဲ့သွေးခွန်ပုံစင်ကျင်တုံတရားနဲ့ဆုံးဖြတ်ချက်ချမှတ်မှုတွေကိုစနစ်တကျမန်ကန်နဲ့လမ်းကြောင်းပေါ်ရအောင်လမ်းညွန်ပေးတဲ့အခြေခံပညာရပ်တစ်ခုပဲဖြစ်ပါတယ် ဒီပညာရရှေးဂရိခေတ္တနာပညာရှင်ကြီးတွေကစတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီးယနေ့ခေတ်မှာတော့တက်တနစ်ကဗေဒအပြင်သင်ကြားကွန်ပျူတာသိပ္ပံနဲ့သိပ္ပံပညာရက်များစွာရဲ့မရှိမဖြစ်အခြေခံအုတ်မြစ်တစ်ခုဖြစ်ခိုင်မာစွာရက်တည်နေပါတယ်။အလွယ်ဆုံးနဲ့နားလည်အောင်ဖွင့်ဆိုရမယ်ဆိုရင် ရုပ်တိဗေဒအမှန်တရားကိုအမှားယွင်းမရှိဘဲကောက်ချက်ချနိုင်တဲ့အတွက် ကျွန်တော်တို့လိုက်နာရမယ်သွေးခွန်မှုစင်းမြင်းများလို့အတိတ်ပဲဖွင့်ဆိုနိုင်ပါတယ်။ ဒါဆိုရင်ဒီရုပ်တိပီရာကျွန်တော်ရဲ့နေ့စဉ်ဘဝမှာဘယ်လိုမျိုးအလုပ်လုပ်နေလဲဆိုတာကိုဆက်လက်လေ့လာကြည့်ကြရအောင်။ရုပ်တိပီရာရဲ့အဓိကလေ့လာစရာကတော့အဆိုပြုချက်တွေပဲဖြစ်ပါတယ်။ကျွန်တော်တို့နေ့စဉ်ပြောဆိုနေတဲ့ဇာတ်ရီရေးသားနေတဲ့စာရီအသွေးခော်ရီဟာအဆိုပြုချက်အမျိုးမျိုးနဲ့ဖွဲ့စည်းထားတာပါ။အဆိုပြုချက်တစ်ခုတိုင်းမှာအဓိကအဖြစ်အစိတ်ပိုင်းတစ်ခုပါဝင်ပါတယ်။ပရမတ်တစ်ခုကတော့အကြောင်းအရာများဖြစ်ပါတယ်။ ဒါရီယာကျွန်တော်တို့ရဲ့နောက်ဆုံးဆုံးဖြတ်ချက်ကိုထောက်ပံ့ပေးဖို့အတွက်အသုံးပြုတဲ့အချက်လက်တွေနဲ့အခြေခံအယူဆတွေပဲဖြစ်ပါတယ်။ဒုတိယတစ်ခုကတော့အကျိုးရလက်ဖြစ်ပြီးဒါကတော့အဲ့ဒီအကြောင်းအရာတွေအားလုံးကိုစင်ကျင်တုံတရားနဲ့အညီစဉ်းစားပြီးတဲ့နောက်ကောက်ချက်ချလိုက်တဲ့နောက်ဆုံးထုတ်ပြန်ချက်ပဲဖြစ်ပါတယ်။ယုတ်တိပိဒါရဲ့ရွေချက်ကတော့ဒီအကြောင်းအရာတွေကနေအကျိုးရလက်စီကိုရောက်တဲ့လမ်းကြောင်းသို့မဟုတ်ဆက်ဆက်မှုဟာမန်ကန်ရဲ့လားဆိုတော့စနစ်တကျစစ်စစ်ဖို့ပဲဖြစ်ပါတယ်။ အကြောင်းအရာတွေဟာမန်နေဆိုရင်အကျိုးရလက်ကလည်းမန်ဖို့လိုအပ်ပါတယ်ဒီလိုဆက်ဆက်မှုကအားကောင်းပြီးခိုင်မာနေရုပ်တိရှိတဲ့အဆိုပြုချက်လို့သတ်မှတ်ပါတယ်ဒီနေရာမှာရုပ်တိဗေဒရဲ့အရေးကြီးဆုံးသဘောတရားနှစ်ခုဖြစ်တဲ့ခိုင်လုံမှုနဲ့မန်ကန်မှုကိုခွဲခြားနားလည်ဖို့လိုပါတယ်ခိုင်လုံမှုဆိုတာကတော့အဆိုပြုချက်ရဲ့ပုံတံတန်အရမန်ကန်နေတာကိုဆိုလိုတာပါဆိုလိုတာအကြောင်းအရာတွေဟာအမှန်ဖြစ်ခဲ့တယ်လို့သာယူဆလိုက်မယ်ဆိုရင် အကျိုးရလတ်ကမဖြစ်မနေအမှန်ဖြစ်ရမယ်ဆိုတဲ့ဆက်ဆက်မှုရှိနေတာကိုပြောတာပါဥပမာအနေနဲ့ငါးအားလုံးပြန်နိုင်တယ်ငမန်းဟာငါးတကောင်ဖြစ်တယ်ဒါကြောင့်ငမန်းဟာပြန်နိုင်တယ်လို့အဆိုပြုလိုက်တယ်ဆိုပါစို့ဒီအဆိုပြုချက်ကိုကျင့်ပေးထားတဲ့အကြောင်းအရာတွေကိုလက်ခံလိုက်တာနဲ့ရလတ်ကမလွဲမသွေလိုက်ပါလာတဲ့အတွက်ပုံတံအားဖြင့်ခိုင်းလုံပါတယ်ဒါပေမဲ့တကယ်တမ်းလက်တွေ့ကဘာမှာတော့အကြောင်းအရာတွေဟာမာယွင်းနေတာကိုကျွန်တော်တို့သိပါတယ် ဒီလိုမျိုးအမားအယွင်းမဖြစ်ဖို့အတွက်မန်ကန်မှုစရာကိုလိုအပ်ပါတယ်။အဆိုပြုချက်တစ်ခုဟာခိုင်လုံတဲ့အပြင်သူ့ရဲ့အကြောင်းအရာအားလုံးကလက်တွေ့ကဘာမှာပါအမန်တကယ်မန်ကန်နေမှသာမန်ကန်မှုရှိတယ်လို့သတ်မှတ်ပါတယ်။ဒါကြောင့်ယုတ်တိပေရာပညာရှင်တွေဟာပုံတံအရခိုင်လုံရုံတမကပဲအကြောင်းအရာတွေပါလက်တွေ့ကြတဲ့မန်ကန်တဲ့အဆိုပြုချက်တွေကိုဖော်ထုတ်ဖို့ရည်ရွယ်ပါတယ်။ယုတ်တိပေရာကိုအတ္တိကအဖြစ်အမျိုးသားနှမျိုးခွဲခြားနိုင်ပါတယ်။ ပထမအမျိုးသားကတော့နှုတ်ယူခြင်းယုတ်သိပေတာဖြစ်ပါတယ်။ဒီနည်းလမ်းကရေဘူးရသဘောတရားတွေဥပမာ အားလုံးအတွက်မန်တဲ့အရာတွေကနေစပြီးအထူးပြုကောက်ချက်ချမှုတွေစီကိုဥတည်သွားတဲ့ပုံစံပဲဖြစ်ပါတယ်။ဒီယုတ်သိပေတာမှာအကြောင်းအရာတွေမန်နေရင်အကျိုးရလဒ်ကလည်းယာနှုံးပြစ်မန်ကန်ရမှာဖြစ်ပြီးတေချာမှုအမြင့်ဆုံးပေးစွမ်းနိုင်ပါတယ်။ဥပမာအဖြစ်တတ္တဝါတိုင်းအသက်ရှူရမယ်နဲ့ကြောင်ဟာတတ္တဝါဖြစ်တယ်ဆိုတဲ့အကြောင်းအရာနှစ်ခုကနေ ဒါကြောင့်ကြောင်ကအသက်ရှူရမယ်လို့ကောက်ချက်ချတာအမှားမရှိတဲ့နှုတ်ယူခြင်းယုတ်တိပေရပဲဖြစ်ပါတယ်။နောက်ထပ်အမျိုးအစားတစ်ခုကတော့မြောက်ယူခြင်းယုတ်တိပေရဖြစ်ပါတယ်။ဒီနည်းလမ်းကတော့အထူးပြုကိစ္စရပ်တွေကိုယ်တွေ့လေ့လာတွေးရှိမှုတွေကနေရေးဘူးရသဘောတရားတွေစီကိုဥတည်ပြီးကောက်ချက်ချတဲ့ပုံစံပဲဖြစ်ပါတယ်။ဒီယုတ်တိပေရကတော့ဖြစ်နိုင်ခြေကိုပဲပေးစွမ်းနိုင်ပြီးယာနုံပြစ်တေချာမှုမရှိပါဘူး။သိပ္ပံပညာရှင်တွေက theory တွေတိဆောက်တဲ့အခါ ဒါမှမဟုတ်တာမန်လူတွေကနေ့စဉ်ဘဝမှာခံမှန်တဲ့အခါဒီနီလန်းကိုအတိတ်ကအသုံးပြုကြပါတယ်။ဥပမာငါ့အိမ်ကကြောင်လေးညတိုင်းအိတ်တယ်ဆိုရဲအချက်တွေကနေကဘာပေါ်ရှိကြောင်အားလုံးဟာညတိုင်းအိတ်ကြလိမ့်မယ်လို့ကောက်ချက်ချတာမျိုးဖြစ်ပါတယ်။ဒီကောက်ချက်ဟာဖြစ်နိုင်ခြေရှိပေမဲ့တခြားအကြောင်းအရာတစ်ခုခုကြောင့်မာရင်းနိုင်ခြေရှိနေပါသေးတယ်။တကယ်တော့ယုတ်တိပေရအောင်လေးလာခြင်းဟာကျွန်တော်ရဲ့သွေးခေါ်မှုစွမ်းရည်တွေပုံမထက်မြက်လာစေပါတယ်။ ပါမချရတော့ဝေဖန်ပိုင်းခြားနိုင်စွမ်းမြင့်တင်ခြင်းကိုရရှိစေပါれ။ဒါကတော့တည်င်းချက်လက်တွေကိုအလွယ်တကူလက်ခံရုံတသက်မဟုတ်ပဲသူရဲ့အကြောင်းအကျိုးခိုင်လုံမှုရှိမရှိကိုစနစ်တကျပြန်လည်ဆန်းစစ်ဝေဖန်နိုင်တဲ့အလေအကျင့်ကိုရရှိစေတာပဲဖြစ်ပါれ။ဒုတိယအချက်အနေနဲ့အမားရင်းတွေကိုရှောင်ရှားခြင်းမှာအထောက်အကူပြုပါれ။လူတွေဟာစကားပြောဆိုမှုတွေငင်းကုန်မှုတွေမှာမတိလိုက်ပဲရုပ်တိပေရဆိုင်ရာအမားရင်းတွေကိုမကြာခဏကျူးလွန်လေးရှိကြပါれ။ ဥပမာအဖြစ်လူအများစုလက်ခံထားတဲ့အတွက်ကြောင့်မန်နယ်ဆိုတဲ့အယူအဆမျိုးဟာယုတ်တိပိရအမားတစ်ခုပဲဖြစ်ပါတယ်။ယုတ်တိပိရကိုနားလည်ခြင်းဟာဒီလိုအမားတွေကိုရှောင်ရှားနိုင်ပါတယ်။နောက်ဆုံးအနေနဲ့ပြည်တနာဖြည့်ရှင်းနိုင်စွမ်းကိုလည်းတစ်တစ်တတာတိုးသက်စေပါတယ်။ဒါပြည်တနာတစ်ခုကိုရှုပ်ထွေးတဲ့အတိုင်းအတာအနေစနစ်တကျအစင်စင်ခွဲခြမ်းစိတ်ဖြာပြီးဖြည့်ရှင်းနိုင်တဲ့စွမ်းရည်ကိုမြင့်တင်ပေးတာဖြစ်ပါတယ်။ဤကောင်ချုပ်အနေနဲ့ပြောရမယ်ဆိုရင် ရုပ်တိဗေဒဆိုတာကျွန်တော်ရဲ့နေ့စဉ်ဘဝနေသိပ္ပံနဲ့နေပညာနယ်ပယ်ကြီးတွေအထိအရာရာတိုင်းကိုပုံဖော်ပေးနေတဲ့စစ်မှန်တဲ့တွေးခေါ်မှုရဲ့အခြေခံမူတွေပဲဖြစ်ပါတယ်။၎င်းကမာယွန်းရဲ့အတွေးခေါ်တွေကိုစစ်ထုတ်ပေးပြီးအမှန်တရားကိုအခြေခံတဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်စေဖို့မရှိမဖြစ်လိုအပ်တဲ့ကြိယာတစ်ခုပဲဖြစ်ပါတယ်။ရုပ်တိဗေဒကိုကောင်းစွာလေ့လာပြီးအမှားကင်းစင်တဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်ခင်ဗျာ။ ဒီနေ့အကြောင်းအရာလေးကနေအားလုံးအတွက်အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကျွန်တော် channel လေးကို subscribe လုပ်ထားပြီးဖို့လည်းဖိတ်ခေါ်ပါတယ်။အစ်စ်အစ်စ်တော့အကြောင်းအရာတွေကိုနားဆင်ဖို့အတွက်စောင့်မျှော်ကြည့်ရှုပေးကြဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။